မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုကတော့ကျွန်တော်30ကြိမ်အတွက်ထိုင်လေးပိတ်အနည်းဆုံးဗီဒီယိုလေးတင်ပြပေးသွားမှာဖြစ်တယ်ပါနော်ဒီ669 63ညာ6ကနေစာပြီးတော့ပြပေးထားတဲ့ဒီထိုင်စီလေးလုံးကိုကျွန်တော်30ကြိမ်အတွက်အသုံးပြုသွားမှာဖြစ်တယ်ပါနော်ခွန်ခွန်ကိုခွန်တော်များတော်များသုံးခွန်ခွန်694 563 4689မှာ6ထိုင်စီ689ပါနော် ဟုတ်ကဲ့ပြည်ခဲတပတ်မှာလည်းကုတီတုံးလေးထက်ကတုံးထိပ်စီချပေးသွားခဲ့တယ်ဒီတပတ်မှာတော့ကျွန်တော်၄၆၈၉ဒီထိပ်စီစုပြီးရနေတာဖြစ်ပါတယ်ပေါ့နော်ဒါသွန်နည်းအရာဖြစ်ပါတယ်သွန်နည်းအရာဆက်ပေးသွားခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာဒါ30ကျိန်ပေါ့နော်သူဆက်ပေးရင်တော့ကျွန်တော်ရမှာပဲဖြစ်တယ်ဖောက်သွားရင်တော့ကျွန်တော်ကန်တရားလိုပဲပြောမယ်ပေါ့နော်ဒါအလေထိန်3956တုံးများ3ကနေစပြီးတော့ချပေးလာခဲ့တဲ့အလေထိန်လေးလုံးဖြစ်ပါတယ်ပေါ့နော် ဒီလိုလေးအလဲထိုင်ပင်ရှိဖြစ်ပါတယ်နင်းနေသေးရှင်းလေးတောင်းရှေရှောင်းတောင်းနေတော်များကိုပေါ့နော်ဒီတစ်ပတ်မှာတော့ကျွန်တော်တို့တနည်းအရာကိုတောင်းညာတောင်းလေးအလဲထိုင်ဆူပြီးရာနေတာဖြစ်ပါတယ်လေးရှောင်းရှိကိုထိတ်စီကိုတောင်းများတောင်းလေးဒီအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်အလဲထိတ်အလဲပြီးတော့အပိတ်လေးလုံးကိုဆက်ပြီးတော့ကျွန်တော်ကြည့်အောင်ပေါ့နော်ဒီ3633963936တုံများ3ကနေစပြီးတော့ဒီအပိတ်ကနန်းလေးလုံး ဒီမှာရှားပေးနေဆဲပဲဖြစ်ပါလေပေါ့နော်။ရှောင်းရှောင်းနဲ့ရှောင်းရှောင်းကကိုရှောင်းနဲ့တုံညာလေးလေးနိနိတိရှစ်လေးတုံ663နိတုံညာကိုပေါ့နော်။အဲဒီတစ်ပတ်မှာတော့တင်ငါရှောက်ခွန်အပိတ်ဆိုပြီးကျွန်တော်တွင်နေအရာဒီလေးလုံးရာနေတယ်ပေါ့နော်။တင်ငါရှောက်ခွန်အပိတ်ဖြစ်ပါလေ။โอเคထဲလေးပိတ်ส่งပြီးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော် ဒီကနေ့ညများမှာရှုတဲ့အတွက်ကြောင့်မို့ဒီအနောင်သလုံးပေါင်းချင်းပရိနဲ့ထပ်ပြီးဖြည့်ထုံမှာဖြစ်ပါတယ်ခင်ဗျာ TF today အနောင်သလုံးပေါင်းချင်းပရိကဒီဟာလီဘောနောပရိ9လုံး9နဲ့ခွန်ပေါင်း16 16နဲ့3ပေါင်း995ပေါင်း14ဘောနော Okay ဒီမှာပင်ရှိဖြစ်ပါတယ်တတိယ6ခွန်ဒီလိုလေးတောက်6ကိုပင်ညာခဲ့တဲ့အနောင်သလုံးပေါင်းချင်းပရိပရိ9လုံးဖြစ်ပါတယ် ကျွန်တော်ဒီတစ်ချိန်မှာတော့89933ဖြစ်ပါတယ်34အလေထိန်ပို့34အနောင်သလုံးပေါင်းရှင်ပြိပို့ပြီးတော့အာတာရာတွေ့ရတယ်ဗောနော89933အနောင်သလုံးပေါင်းရှင်ပြိဖြစ်ပါတယ်တော့ခေတာဆွေအနောင်သလုံးပေါင်း9နဲ့10ပေါင်းရှင်30တုံညာပြိပါတယ်95ပေါင်းရှင်74လေးပြိပါတယ်ဗောနော9နဲ့6ပေါင်း55 9နဲ့9ပေါင်း66တုံညာတင်96ခွန်အနောင်သလုံးပေါင်းရှင်ပြိမပါဘူးဗောနော် ။ Okay ဒါဆိုရင်3လေထင်ကုန်တော့မင်း37ပေါင်လေးဒီမှာလေးပြိပါတယ်ဗောနော်။ဒါကြောင့်3သွဲ3တီအတွဲ358 35အသွဲရမယ်။36ပေါင်9 36ပြီးရင်3ခွန်ပေါင်30ဆိုတဲ့အတွက်ဒီမှာ3တီ35 36 3ခွန်ဗောနော်။၄တီပေါင်5မပါဘူး။၄5ပေါင်9ပါတဲ့အတွက်လေးငါအတွဲရမယ်လေးနဲ့ရှောက်ပေါင်းရှင်း30တုံညာပြိပါရဲအတွက်လေးရှောက်အတွဲရဲ့လေးခွန်အား7ပြိမပါရဲအတွက်ကျွန်တော်ဒီအလေးပိတ်အတွက် ပြလာပြီးဖြစ်တယ်ဗောနော။ Okay ဒီအလေအပိတ်အတွဲကိုကျွန်တော်ထိတ်လေပိတ်ကဏ္ဍသုံးလုံးပေါင်းခြင်းပြိနဲ့ကျွန်တော်ကစားွက်စီတို့မှာဖြစ်ပါတယ်ဗောနော်။သုံးလုံးပေါင်းခြင်းပြိကိုကျွန်တော်ကြည့်အောင်ဒါကတော့အနောနှလုံးပေါင်းခြင်းပြိဒီအောင်းမှာရည်ထားတာကကျွန်တော်သုံးလုံးပေါင်းခြင်းပြိဖြစ်ပါတယ်ဗောနော်။ထိတ်အလေအပိတ်ကဏ္ဍသုံးလုံးပေါင်းခြင်းပြိကိုလည်းကျွန်တော်ဆက်ပြီးတော့အတူတူကြည့်အောင်ဗောနော်။ ဒါလေးကတော့ပရိတ်တွင်ဖြစ်ပါတယ်9 3 4ပေါင်းရှင်9ပရိတ်9 3 3 6 3 3 6 9 3 4 3ပေါင်းရှင်ကရှင်းရှောက်ခွန်တိ6တုံများရှောင်းနှစ်6ရှောင်းနှစ်ကလေး6 6ခွန်9ရှောင်းနှစ်ခုနှစ်ပရိပေါ့နော်ဒီမှာ20ကလည်းဒီနမိတ်မှာပြထားတဲ့အတိုင်းပဲဖြစ်ပါတယ်ခုနှစ်ရာခွန်ပရိ3ခွန်ခွန်ခွန်ပရိ6ကိုလေးမှာဆိုရင်တိပရိကျွန်တော်ပုံသူ ပြပြထားမှာဖြစ်တယ်ပေါ့နော်3 6 6 9 3တုံများ9နှစ် ကိုတုံများနေလေးရှောက်ရှိရဲ့ကျွန်တော်ဒီနပိမှာပြထားတဲ့ရှောက်ခွန်ကိုတုံများတစ်တုံပင်ရှိပရိတိနှစ်ခုကိုကျွန်တော်ပုံတူရှူလိုက်ရဲ့ဒီတစ်ပတ်မှာကိုတုံများရှောက်ပုံတူတာဖြစ်ပါတယ်ဗောနောကိုတုံများချောင်းကနန်းတုံးလုံးပေါင်းရှင်ပရိပုံတူဖြစ်ပါတယ်ဗောနောโอเคဒါဆိုရင်ကျွန်တော်ဒါကတော့ထိတ်အလေးပိတ်ကနန်းလေးလုံးစီကိုနောက်နှလုံးပေါင်းရှင်ပြိန်နဲ့အခုသုံးလုံးပေါင်းရှင်ပြိန်နဲ့ထပ်ထိန်มาဖြစ်ပါတယ်ဗောနော်ကိုပြိန်မှာ ပါလိရှိမလဲဗောနောပြီးရင်တုံညာပြိမာပါလိရှိမလဲခြောက်ပြိမာပါရှိမလဲဆိုတာလေးဗောနောကျွန်တော်ဒီရှေ့ရဗီဒီယိုတွေမှာ ထိတ်စီခြောက်လုံးပုံတူပြီးရင်အလဲခြောက်လုံးပုံတူတွေလည်းရှိတယ်ဗောနောအမိမိတို့ကြိုက်တဲ့ဟာကိုအဲရွေးချယ်ပြီးတော့အသုံးပြုလို့ရတယ်ဗောနောကျွန်တော်ကဒီမှာထိတ်လေးပိတ်လေးလုံးစီကိုဒီပြိနဲ့ညီထားတာဖြစ်ပါတယ်โอเคဒါဆိုရင်ဒီကိုပြိမာကျတော့ကျွန်တော်ဒီကိုတီအတွဲကိုဆိုရင်ကိုကိုတီထဲရင်ကိုပြိဖြစ်ပါတယ်ဗောနော โอเคနောက်ထပ်ဒီအတွဲအနေနဲ့ကျွန်တော်93ရှိတယ်ပြီးရင်96တဲရှိတယ်ဗောနော်ဒါလေးကတော့ကနန်းသုံးလုံးပေါင်းရှင်းကိုပရိဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်3ညပရိမှာဆိုရင်63တီတဲရှိမယ်ဗောနော်63တီတဲဖြစ်ပါတယ်နောက်ထပ်6ပရိ6ပရိမှာဒါကြောင့်69တီရှိတာဖြစ်ပါတယ်69တီတီကနန်းသုံးလုံးပေါင်းရှင်း6ပရိ ပြီးရင်၈35ရှိတယ်ဗောနော်၈35 35အနောက်အတွဲဗောနော်35ပေါင်း8ရှင်းနေ8ပေါင်း16ပြီးရင်63ခွန်ရှိတယ်ပြီးရင်အပူအနေနဲ့64 6ဆိုပြီးတော့ဒီ6ပရိမာဒီဟာလေးရှိတယ်ဗောနော်โอเคဒါဆိုရင်အားလုံးပေါင်းရင်၄၄၆၈၉ခွဲရှိရမယ်ပေါ့နော်၉ခွဲဖြစ်ပါတယ်တီတုံညပြိမ့်မှာ၆၉၅တဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်တုံညပြိမ့်စုစုပေါင်းကရန်၉ခွဲဖြစ်ပါတယ် ဒီကိုကွယ်လုံးကိုကျွန်တော်မရှိများကြိုက်တယ်ဆိုရင်တော့အသုံးပြနိုင်တယ်ပေါ့နော်ဒါလေးကကျွန်တော်တိုက်ဆိုင်မှု ရှိမှသာလေရမှာဖြစ်တယ်ပေါ့နော်အထီးကြီးကြည့်အောင်အထီးကြီးကဏ္ဍ၄တော့ပေါ့နော်ကိုခွန်ကိုတော်များရှာ၃၃၉ငါဟတိလို့လေတောက်လျှောက်ပြလာခဲ့တယ်ကီလေးလုံးတစ်လုံးတော့မဟုတ်နှလုံးသုံးလုံးအထီးဖြစ်ပါတယ်ပေါ့နော်ရှောင်းရှောင်းငါပြီးရင်တော့အဲမှာကိုရှောင်းနေတောင်ညာလေးလေး နေနေဒေရှင်လေးတောင်းရှင်းလျှောက်တော်နေတော်များကိုခွန်ခွန်ကိုဒီလိုလေးတောက်ချောက်ပိတ်တာဆွဲဒီတစ်ပတ်မှာ96တင်းနေကီဆိုပြီးရနေတာဖြစ်ပါတယ်96တင်းနေအတိကီဖြစ်ပါတယ်ဗောနော်ထိတ်လေးပဲအတိကီက96တင်းနေဖြစ်ပါတယ်โอเคဒီတိကီမန်ညိတာ ဆိုရင်တော့ကျွန်တော်ကိုပရိမ်မှာကိုကိုတီတီတလုံးညိတယ်ကိုသုံးခွန်မှာ96တင်းနေကီလွတ်သွားတဲ့အတွက် ကျွန်တော်ဒီကိုသုံးခွန်ကိုပယ်လို့ရမယ်ဗောနော်ကိုသုံးခွန်ကိုပယ်လိုက်လို့ရတယ်ဒီကိုလေးရှောင်းမှာတော့ရှောင်းစလုံးထိတယ်ရှောင်းသုံးတင်မှာ6 6 6ပြီးရင်9 6ဗောနော်အသာကီးနဲ့ညီနေပြီးသားဖြစ်ပါတယ် Okay နောက်ထပ်အနေနဲ့နှစ်တန်းအထိပေးတံဖြစ်ပါတယ်နှစ်တန်းအထိက9တုံညာတင်နေ3 4 5 6 8ဒါဒီကျွန်တော်နှစ်တန်းအထိပေးတံဖြစ်ပါတယ်ဗောနော် နတ္တံအထိပိတံဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီနတ္တံကိုကိုတေကနအဘူးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ထားထားလိုက်မယ်ပေါ့နော်63တိပိဒန္တန်ထီတယ်၆95ပိဒန္တန်ထီတယ်ဗောနော၆96တိပိဒန္တန်ထီတယ်73ပိဒန္တန်ထီတယ်36ခွန်ပိဒန္တန်ထီတယ်ဗောနော၆၄6ပိဒန္တန်ထီနေတာဖြစ်ပါတယ် โอเคနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်ပဲတူတယ်ဖြစ်ပါတယ်ကနန်းနှလုံးပေါင်းရှင်းအတန်ပရိလေးလုံးယူမယ်ပေါ့နော်ခွန်ရှင်းနေငါဖြစ်ပါတယ်ကျွန်တော်တင်ပြထားပြီပေါ့နော်တုံများနှစ်တစ်ကတော့ကျွန်တော်မသုံးတော့ဘူးဒီပရိလေးလုံးခွန်ရှင်းနေငါမှာရှောက်သုံးခွန်တော့ကွက်ကကျွန်တော်ခွန်ရှင်းနေငါဖြစ်မနေဘူးပေါ့နော်ဒါကြောင့်မို့ဒါဒီဒီနှစ်ခုပယ်လိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်ကိုကိုတည်ရဲ့ကိုလေးရှောင်းရဲ့ရှောက်သုံးတည်ရဲ့ရှောက်ကိုငါရဲ့ဒါ ကျွန်တော်လုံးပိန်အားနေထဲမှာတော့ပါနေတယ်ဗောနော်လုံးပိန်အားနေမတောင်းတာပို့ပြီးတော့ကောင်းတယ်ဗောနော်ခေတာဆိုရင်ကျွန်တော်ဒီတင်ကွက်အနေနဲ့ဗောနော်ဒီထဲကတင်ကွက်အနေနဲ့ကျွန်တော်ကွာပေါင်းရှင်ပရိတ်ကိုတုံးမယ်ကွာပေါင်းရှင်ပရိတ်က2368ဖြစ်ပါတယ်ကွာပေါင်းရှင်ပရိတ်၅လုံးဗောနော်2368ဖြစ်မယ်ဗောနော်ဒါကွာပေါင်းရဲ့2368ဖြစ်ရမယ်ဗောနော် အစဉ်9နဲ့10ပေါင်းချင်းဒီ33များပြိမပါဘူး9နဲ့6ပေါင်း55ပြိမပါဘူးဘောနော်ဒါပုံသူယူထားတာဖြစ်ပါတယ်6နဲ့10ပေါင်း9ပြိပါတဲ့အတွက်3များပြိမှာ63တည်တည်ရှိတယ်ဘောနော်ပြီးရင်6နဲ့5ပေါင်း71တည်ပြိမပါဘူး6နဲ့10ပေါင်းရှင်9 9ပြိပါတဲ့အတွက်69တည်တည်ဖြစ်မယ်ဘောနော်7နဲ့5ပေါင်း73တည်မှာ3ပြိပါတဲ့အတွက်73 5 6 6 6နဲ့6ပေါင်းရှင်းစနစ်နှစ်ပြိပါတဲ့အတွက်ဒီ၄ခွက်ကိုအစားပေးတင်ပြီးတော့ ကျွန်တော်ဒီအပေါ်နှစ်ကွက်ကိုအရာအနေနဲ့အသုံးပြုရမှာဖြစ်တယ်ဗောနော်အပေါ်အသုံးကွက်ကိုဖြစ်ကျွန်တော်တို့အရာအနေနဲ့အထဲမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီအကွက်တထောင်ထဲကဒီလေးကွက်ကိုတင်ကွက်အနေနဲ့သုံးပါဗောနော်ကျွန်တော်တိုက်ဆိုင်မှုကြီးမားတာလေအကျုံးဝင်ပါဗောနော်တွင်ဤတဲ့ကသူနီးတူဟန်ကောင်းတယ်ဆိုပေမဲ့ဆက်ပြီးဖို့ခဲရင်တယ်ဗောနော်โอเคအားလုံးပဲကံကောင်းကြပါစေခင်ဗျာ